တခါတရားကဒီဗီဒီယိုဖိုင်လေးလက်ပို့တယ်။ဥစဉ်နဲ့တရဏဂွန်၃ပါးဟာဖះတရားပဲရှိတော့တယ်တဲ့။ဒီလိုအချိန်မျိုးမှာဒါတွေမလို့တင်ဘူးလို့ထင်တာပေါ့နော်။ဒီလားဒုက္ခရောက်နေတဲ့အချိန်မှာအရှင်များတို့ကိုကြည်ပြီးအာဟုတုဖြစ်ရတာကတစ်မျိုး။အရှင်များတို့ကတာမဏေတွေသို့မဟုတ်ယဟန်တွေဖြစ်ပြီးတော့ကိုယ့်ရဲ့ယဟန်ဆိုတဲ့အင်းတွေတာမဏေဆိုတဲ့အင်းတွေမရှိတာဟာတိုက်ဆက်တတ်ဖို့ကောင်းတာပေါ့။ တပည့်တော်ကသာသနာ့နယ်ဝင်ဖျားသားတော်ဖြစ်တဲ့အနေနဲ့သာသနာ့နယ်ဝင်အရှင်ဖျားတို့ကိုပြောရခြင်းဖြစ်ပါတယ်။ကိုဟါကိုလှုပ်ပြီးအာကုတ္တယူနေတာကကို့အဖြစ်ပဲလေ။ဒီလိုလိုင်းပေါ်တက်တက်ပြီးတော့တင်းနေတော့တင်းနေတာဟာကြည့်တဲ့သူအားလုံးကိုအာကုတ္တဖြစ်တယ်။ကိုရဲ့အာကုတ္တကကိုတယောက်ထဲယူတာမဟုတ်ပဲကြီးစုသူကတသိန်းဆိုလဲအာကုတ္တကတသိန်းဖြစ်သွားတယ်။ကြီးစုသူကမီလီယံနဲ့ချီရင်လဲအာကုတ္တကမီလီယံချီသွားမယ်။ ဒါဟာတာနာပုံရိပ်ကိုအတော်ထိခိုက်ပါတယ်။တာနာရဲ့အကြီးအကဲဆရာတော်တွေကလည်းတေချာကြက်မှတ်တင်တယ်၊တားမြစ်တင်တယ်ဗောဗျာ။နိုင်ငံခေါင်းဆောင်အစိုးရမင်းတွေကလည်းအရေးယူတင်တာဗော။ဘုန်းကြီးတွေဆိုပြီးတော့လဲလွှတ်ထားလို့မရဘူး၊အစော့ပေးလို့မရဘူး။အစော့ပေးတာမျိုးမဖြစ်စေချင်ဘူးဗောဗျာ။ဗုဒ္ဓတာနာပုံရိပ်ကိုထိခိုက်လာတဲ့အတွက်ကြောင့်ဗုဒ္ဓဘာသာဆိုတဲ့မင်းတွေကလည်းဒါကြက်မှတ်တင်တာဗော။ တခုတော့ရှိတယ်ဒါမျိုးကိုတွေ့တဲ့ဖုန်းကြီးတန်းဟာဒီလိုပဲဆိုပြီးတော့ဝလုံးအစီအစဉ်နဲ့ပတ်ရန်လို့မရဘူးခဏဝေးတဲ့ဒွန်လပတ်ရဟန်းတွေလည်းရှိတယ်အခုဗီဒီယိုကဒွန်လပတ်ရဟန်းဖြစ်လာပါတယ်သင်္ကန်းဝေဒါတာကအမြဲဝတ်တဲ့ရဟန်းနဲ့မတူဘူးဒွန်လပတ်ရဟန်းတွေကလည်းကုသိုလ်ရခြင်းလိုဝတ်တာအာကုသိုလ်တွေကိုမျှဝေနေသလိုဖြစ်တယ်သူတို့ဟာတင်ပြီးရင်ပြီးတော့နောက်ကိုယ်တိုင်လည်းဖြည့်ဆင်းတာမဟုတ်ဘူးတရားတရားနဲ့တက္ကမတွေတက္ကရီပြေးလို့ရှိရင်ခဏချင်းအချင်းညိုပြတ်သွားနိုင်တယ် ဘုန်းကြီးအားလုံးကတော့ဒီလိုမမြင်စေချင်ဘူး။တာနာအတက်တကယ်ပိတ်ဆက်နေတဲ့တာမဏေလေးတွေယဟန်လေးတွေလည်းအများကြီးပဲရှိပါတယ်။တန်ခါယရဏာနဲ့ပတ်သက်လို့အဲ့လိုယဟန်တွေတာမဏေတွေကိုကြည့်ပြီးကြည်ညိုတရာတရားပွားလို့ရပါတယ်နော်။ဘုန်းကြီးတွေအရတောက်တာတွေဖဲရိုက်တာတွေတင့်တော့တရာဖရားဘာဖြစ်လို့လဲဆိုတော့ရက်ကွက်ထက်အဲ့လိုဘုန်းကြီးတွေတွေ့တွေ့နေလို့တဲ့။ဒါကတော့ထင်တာမြင်တာပါပဲ။ဘုန်းကြီးတွေမပြောနဲ့ အဲ့လိုမျိုးပုံရိပ်တွေကအတ္တလားမအတ္တလားဆိုတာလူတွေတောင်သိပါတယ်နော်သုရမေရယဆိုတာလူတွေတောင်မှငါးပါးသီလထဲမှာသုရမေရယပါနေလေသူတို့တောင်မှအဲ့လိုမတော့သိဘူးဆိုလို့ရှိရင်ဘုန်းကြီးတွေအနေနဲ့ပြောကြတော့မလို့တော့ဘုန်းကြီးတွေလည်းပါစိတ်မှာသုရမေရယဆိုရလာတယ်တောက်လို့ရှိရင်ပါစိတ်အာဘတိနော်ဖဲရတယ်ဆိုတာကလည်းဒါသာသနာအတွက်အလွန်ပုံရိပ်ဆိုတဲ့အရာတစ်ခုပဲနော် အဲ့လိုမျိုးဟာတယ်ဆိုလို့ရှိရင်ရန်တော်တွေကတာနာညှုံနှံအောင်ဆိုလို့ရှိရင်မလုပ်သင့်ပါဘူးကုလတုဒကာတက်ခါပုံမှာလည်းကစားနည်းအမျိုးမျိုးရှိတယ်အဲ့ဒါတွေကိုမဆရာဖရာကမလုပ်ရဟုတ်တားမြစ်ပြီးသားပဲအဲ့လိုယဟန်တွေကရှိတော့ရှိတယ်အဲ့လိုယဟန်တွေကိုကြည့်ပြီးတော့အာဟုတုံမဖြစ်နဲ့เนาะအရိတာနာမှာဆိုရင်အရိယတန်ဃာတွေရဲ့ဂုံတွေเนาะအခုလက်ရှိဆိုရှင် ယဟန်နဲ့ကိုရင်တွေတကယ်ပရိယတ်တွေအားထုတ်နေတဲ့ယဟန်နဲ့ကိုရင်တွေရှိတယ်။သူတို့ကိုအဲ့လိုယဟန်နဲ့ကိုရင်တွေကိုကြည့်ပြီးတော့တာနာကိုကြည့်ညိုပါနော်။အဲ့လိုယဟန်တွေကိုကြည့်ပြီးတော့အာဟုသူတွေလည်းမဖြစ်ပါနဲ့။ဆရာလေးတယောက်လားတက္ကမလေးတယောက်လားမသိဘူး။ဦးဇင်းလာမေးရပါဘော။အရှင်ဘုရားတပည့်တော်မာမီခင်ကိုအိမ်မက်ထဲမှာအဘိုးဗလာနဲ့ခန္ဓာကိုယ်မှာဒဏ်ရာဗလာပွားနဲ့နောက်ပြီးဘာစကားမှမပြောဘူးဘုရား။ အဲ့အိမ်မက်ကဘလို့အတိပဲပါလဲဗျာတပည့်တော်မကိုရှင်းပြပြပါနော်တဲ့မိခင်နဲ့အဆက်အသွယ်မရတာလဲ9လလောက်ကြော်ပါပြီဗျာတဲ့နောက်ပြီးတော့သူပြောသေးတာကအာဆရာလေးဆရာလေးမိခင်မတမာသူတွေလက်ထဲမှာအဖမ်းခံရတာပါဗျာတဲ့ဆိုတော့ကြားရတဲ့စကားကတော့ဝမ်းနဲ့ဆရာပဲပေါ့နော်ဒါမျိုးဟာဖြစ်တတ်ပါတယ်အခုလိုချိန်မှာဆိုရင်တဘာဝဘေးအမျိုးမျိုး တွေကလည်းနှောက်ဆက်တယ်။နောက်ပြီးတော့လက်နက်ပေးတွေကလည်းရှိတယ်။အဲဒီလိုမျိုးပဲလူတော်တော်များကကိုယ့်ရဲ့ဆွေမျိုးတွေကိုယ့်ရဲ့ဆွေမျိုးတွေမိဘတွေတငယ်ချင်းတွေတချို့ဆိုရင်အဲဒီလိုမျိုးရက်တွေလတွေနဲ့ချီပြီးတော့ဝေးကွာသွားတာတွေရှိတယ်။မတွေ့ရတော့ဘူးပေါ့နော်။ရှင်သလားတေသလားဆိုတာတော့အဲဒီလိုမျိုးတွေအများကြီးဖြစ်ကြတယ်။ဒီလိုအိမ်မက်မျိုးကဘယ်ထဲပါတယ်လဲဆိုလို့ရှိရင်ဥစဉ်တော့ပါဠိတော်မှာ ပိဋကတော်မှာလာတာကအိမ်မက်မက်ချင်အကြောင်းလေးမျိုးရှိတယ်။နံပါတ်၁ကဓာတုခေါ်ပါတဲ့။တဲချေစသည်တို့လှုပ်ရှားခြင်းလှုပ်တုံလှုပ်ခြင်းကြောင့်ဓာတ်ချောက်ချခြင်းကြောင့်မှတ်တာပေါ့ဗျာ။နော်ပထဝီဓာတ်အာဘောဓာတ်ဒေဇောဓာတ်ဝါယောဓာတ်တွေမငြိမ်ညွတ်တဲ့အခါမှာမှတ်တာတဲ့။ပထဝီဓာတ်တွေလွန်ခဲ့ပြီးမငြိမ်ညွတ်တော့လို့ရှိရင်တစုံတစ်ယောက်ကကိုယ်ဖတ်ထားတယ်လို့မျိုးဆုပ်ကန်ထားတယ်လို့မျိုးသွားမရသွားမရပြုတ်မရတာမျိုးဖြစ်တယ်။ အဘောတက်တွေလွန်ခဲ့လာပြီဆိုရင်ရေကူးတာမျိုးတွေမတ်တက်တယ်။ဝါရောတက်တွေလွန်ခဲ့လာပြီဆိုရင်ကိုယ်ကလေးဘောကိုကိုယ်ကလေးဘောပြန်နေတာမျိုးတွေမတ်တက်တယ်။အဲ့ဒါဓာတုခေါ်ပါတဲ့။နံပါတ်2ကအနုအနုပုပ္ပအနုဘူဒာပုပ္ပတဲ့။အနုဘူဒာပုပ္ပဆိုတာကကိုယ်တွေ့ခံစားရတဲ့အာယုံကိုအာယုံကြောင့်စိတ်ဆွဲပြီးတော့မတ်တာ။တချို့ကရှိရလေ။ဒီလိုတစ်ခုကိုစိတ်ခံစားပြီးတော့အဲ့ဒီစိတ်ဆွဲနေအိပ်ပျော့သွားတဲ့အခါ ိုးဆွဲပြီးတော့ထင်နေတဲ့အာယုံကအိမ်မက်ထဲမှာပေါ်လာတာမျိုးရှိတယ်အဲ့ဒါကအနုဘူတာပုပ္ပအိမ်မက်နောက်ကဒေဝတောပတန်ရာတဲ့နတ်တွေအာနုဘော်ကြီးအစွမ်းဖြစ်ကောင်းကျိုးကြောက်လဲကောင်းကျိုးကိုမကောင်းကျိုးကိုတည်စီလို့တော့ကြောက်မှတ်တာအဲ့ဒီအိမ်မက်ကနတ်တွေကကိုယ့်ကိုကိုယ့်အကျိုးကိုလိုလားလို့ဆိုရင်ကောင်းတဲ့အိမ်မက်မျိုးပေးတတ်တယ်မကောင်းတဲ့အကျိုးကိုလိုလားရင်မကောင်းတဲ့အိမ်မက်မျိုးကိုပေးတတ်တယ် အရာက၃နံပါတ်၄ကဩဘာနိမိတ်တာတဲ့အဲ့လိုအိမ်မက်မျိုးကဘယ်လိုဆိုရင်တစုံတယောက်ရဲ့ကုသိုလ်ကံအာကုအာကုသိုလ်ကံကြောင့်လဲမှတ်တယ်လောကလူကြီးတစုံတယောက်ကြောင့်သူ့ရဲ့ကံကသိုးသလားကောင်းသလားဆိုတာကိုယ့်ကိုထင်ရှားစေတာမျိုးပေါ့အဲ့ဒါပုဗ္ဗာနိမိတ်တာပုဗ္ဗာနိမိတ်တာဆိုတာကမဖြစ်ခင်ကကြိုပြီးတော့ အတိတ်နိမိတ်ပြတဲ့အိမ်မက်မျိုးကိုခေါ်တယ်အဲ့ဒါပုပ္ပာနိမိတ်တာလေဒီတကာမှလေအိမ်မက်မျိုးကဘလို့ဘယ်ထဲပါမယ်ဆိုရင်နံပါတ်3ဖြစ်တဲ့ဒေဝတော်ပတာဟာရလည်းဖြစ်နိုင်တယ်ဒါကရာဂိုင်းလုံးနေပါတယ်နံပါတ်4ဖြစ်တဲ့ပုပ္ပာနိမိတ်တာအိမ်မက်မျိုးဆိုတာကဒါဖြစ်ဖို့ရာဂိုင်းလုံးများပါတယ်နော်ဒါဘလို့ပဲဖြစ်နေဖြစ်နေအဲကိုယ့်ရဲ့ဆွေမျိုးတွေကကိုနဲ့ကွဲကွာသွားတာကရက်တွေလာနေချီပြီးတော့ တည်သလားဆင်သလားဆိုတာမသိရဘူးအဲ့အတွက်ကြောင့်သူကလည်းကိုမတွေ့တော့တဲ့သူတယောက်ကအเจ้าကမလားလို့မရှိတော့ရင်လည်းဖြစ်ချင်းဖြစ်မယ်တတ်ရှိချင်းစားရှိချင်းလည်းရှိမှာပေါ့နော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကိုဘက်ကပြုတ်လို့တင့်တာကိုပြုတ်လို့ရမယ်သူ့အတွက်ပြုတ်လို့ပြရမှာပေါ့နော်ဘာတွေပြုတ်လို့ပြရမှာလဲဆိုရင်တချို့ကတေသွားတဲ့သူကိုပဲရေစူးပြီးတော့ အလိုတန်းတွေပြုလုပ်ပြီးတော့အမအမြပေးခဲ့တာမျိုးရှိတယ်။အဲ့ဒါလိုပဲမတည်တဲ့မတည်ခင်ကအသက်ရှိထင်စားရှိတဲ့သူကိုလည်းကိုကစမ်းမရေးကောင်းလို့ရအသက်ရှိစေလို့ရပေးလှူတာမျိုးလည်းရှိတယ်အဲ့ဒါအဲ့ဒါတကယ်ရှိတယ်။အော်ဘယ်လိုလဲဆိုလို့ဆိုရင်ဂောကတကဗုဒ္ဓဓမ္မပဒဝုထုမှာအဲ့ဂောကတကဗုဒ္ဓပုံနာကြီးကသူ့ရဲ့တာ သူ့စင်မှာတာသမီတွေရှိတယ်သူ့ရဲ့တာသမီရဲ့တရားတရားကောင်းတယ်ယန္တာသုံးပါးကိုကြီးညိုတယ်သူ့ရဲ့တာသမီတွေကငါတို့ဖေဟာဘာကောင်းမှမလည်းမပြုတ်ဘဲနဲ့ဒီလိုမျိုးအိုပြီးတော့တည်အိုလာအိုလာတဲ့အချိန်ရောက်လာတာပေါ့နော်အိုလာတဲ့အချိန်ရောက်လာတဲ့အခါမှာအော်ငါတို့ဒီအဖေကိုပေါ့နော်အသက်ရှိစေလို့ရဲ့အကျမ်းမာရေးကောင်းလို့ရေးဆိုပြီးတော့ဖျားမှုရှိတဲ့တန်ဃာတော်တွေကိုတင်းဖိတ်ပြီးတော့ဆန္ဒနာပြုတ်ပေးမှာပေါ့ အဲ့တော့ဘုရားမိုးစိရတန်ခါကိုဆန်းဆက်ကပ်ပြီးတော့သူ့ရဲ့အဖေကိုအတက်ဆေးစီလို့ကြီးအမှားကြီးကောင်းလို့ပြေးလူတယ်မြတ်စွာဘုရားကအမှဘာဟောလဲဆိုရင်ဂောကတကပုဒ္ဒတကကြီးတဲ့တင်ကအတက်ကြီးလာပြီပေါ့နော်အိုလာပြီရေအစင်းနေတယ်မလားတော့ဘူးအခုချိန်မှာပညာရှိတယောက်လုံးနေရမယ်တဲ့နော်အခုထိအခုချိန်ဒီမိုက်မနေနဲ့တော့တဲ့အဲ့ဒါလိုမျိုး ဆိုလိုချင်တာကတည်သွားတဲ့သူကမှမဟုတ်ဘူးတက်ရှိထင်ရှားရှိတဲ့သူကိုလည်းရည်ရွယ်ပြီးတော့လူဒါနတွေပြုလုပ်နိုင်တယ်အဲ့ဒါကအတက်ရှိစေလို၍နောက်တော့ကျမ်းမာရေးကောင်းလို၍ပေးလှပေးတဲ့တမျိုးတဘောမျိုးအဲ့ဒါကဇီဝပတ္တလို့ခေါ်တယ်ဇီဝပတ္တလို့ခေါ်တယ်အတက်ရှိစေတဲ့ဒါနမျိုးတကယ်လို့တက်ရှိထင်ရှားမရှိတော့ဘူးအကြောင်းကမလားဒါမျိုးဖြစ်သွားမယ်ဆိုရင် အဲကိုရဲ့ဆွေမျိုးကိုပေါ့နော်မတကားဘက်အနေနဲ့ပေးလို့ရမယ်အဲဘယ်လိုပေးလို့ရမယ်ဆိုရင်နမူနာတစ်ခုပြောမယ်ဆိုရင်ဗိမိတရမင်းရဲ့ဆွေမျိုးတွေကဟိုအရင်ဘဝကတန်ဃာတော်တွေကိုပေးလို့မဲ့ဆန်းဦးဆန်းဖြားကိုသူတို့စားခဲ့တဲ့အတွက်ကြောင့်အဲဒီဗတကဘာမှာကာကုတံမြတ်စွာဘုရားနေဂေါတမမြတ်စွာဘုရားဒီဘုရားလေးစုအကြာကာလဘလုံးပိဋကဘွားကိုရောက်နေတာတဲ့ဂေါတမမြတ်စွာဘုရားလက်ထက်မှာ အဲ့ဒီမှာသူကကိုထင်ပြတာပေါ့နော်ကိုလုံးကြီးနဲ့တဲ့အဘောဗလာကြီးနဲ့ပေါ့နော်အဲ့လိုအနာတမင်တည်းကြီးကိုကိုထင်ပြအိမ်မက်တော့မဟုတ်ဘူးအနာတော့နာတမင်တည်းရဲ့မြဆပြရဆောက်တော့မြဆပြရနူပေးလန်းပြတော့အမှအနာတမင်တည်းကြီးကဖျားမှုစီးတဲ့တန်ခါတွေကိုဘလူတန်းပြုတ်လောက်ပြီးတော့သူတို့အတွက်နန်းနိုင်ပြတော့အဘောထဲတွေရပါစေဆိုပြီးတော့အဲ့လိုအမြတမ်းပေးလိုက်တာအာသူတို့ရသွားတယ်နောက်တစ်နေ့ကိုထင်လာပြပြန်နေတဲ့အဲ့ဒါက ဘယ်လိုပြလဲဆိုရင်မင်းကြီးတဲ့အဲကျွန်တော်တို့အတွက်စွမ်းအလှူဒါနကုသိုလ်အဖို့ကဘရောမရမှာလဲတဲ့အဲ့လိုမျိုးအတိပြီးတော့မင်းကြီးကလည်းအတန်ဃာတော်တွေကိုဖျားမှုစီရတန်ဃာတွေကိုလူပြီးတော့စွမ်းဒါနပြုလိုက်တဲ့အတွက်ကြောင့်သူတို့စီမှာနန်းနိုင်ဖြစ်တော့အဲအစားအစာတွေဖြစ်ပါစေဆိုပြီးတော့အမြပေးဝေးလိုက်တာပေါ့နော်အဲ့ဒီမှာသူတို့နန်းနိုင်ဖြစ်တဲ့အဝတ်အစားတွေအစားအစာတွေရသွားတယ် ဲ့ဒီမှာပဲသူတို့ကပိတ္တဘဝကနေပြီးတော့နတ်ဘဝကိုရောက်သွားတယ်တဲ့အဲ့ဒါလိုပဲအဲ့ဒါကြောင့်မို့ကိုယ်နဲ့ကွဲကွာသွားတဲ့ဆွေမျိုးတွေကတက်ရှိထင်စားရှိရှင်နဲ့ရှိမယ်မရှိရှင်နဲ့မရှိဘူးအဲ့ဒါကြောင့်မို့ဒီလိုမျိုးလေးကုသိုလ်အဖို့တွေမျှဝေပေးလို့ရပါတယ်လို့နော်